အလုံးမင်္ဂလာပါဗျာတဲ့ since အဆင်းရည်ချိုးဆလိုက်ပါတယ်ဒါအလုံးတိကျတဲ့အတိုင်းပဲကျွန်တော်တို့ဒါနိုင်ငံတကာရတက်ဘက်အပြီးမှာတော့ကျွန်တော်တို့အတွက်တကယ်ကိုဆက်ပြင်းစားစရာကောင်းတဲ့ဒါပွဲကြီးပွဲကောင်းတွေနဲ့စောင့်ကြိုနေတယ်အထူးသဖြင့်ကျွန်တော်အာဆင်နယ်ပရိသတ်တွေအတွက်တကယ်ကိုပြန်ဆိုင်မှုပြင်းထန်တဲ့ဒါမြောက်လန်ဒန်ဒါဘီကအသင်းစောင့်ကြိုနေတယ်ဒါအာဆင်နယ်အသင်းနဲ့ဒါတော်တန်ဟော့စပါအသင်းကံရမဲ့ပွဲစဉ်ဆိုဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့အာတချို့ပွဲကြိုအခြေအနေလေးတွေထူးခြားတဲ့မှတ်တမ်းမရာလေးတွေကိုကျွန်တော်ဒီဗီဒီယိုထဲမှာအသုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အာဆင်နယ်အသင်းကလက်ရှိအနေထားမှာကျွန်တော်တို့ဆက်တဲ့ပွဲ ဲကစားပြီးတော့ရမ28မှန်းနဲ့အဆင့်1နေရာမှာရပ်တည်နေပြီးတော့တော်တယ်ရောစပါတင်ကတော့အာရမ်ဒါအဆင့်26ပေါ့နော်အာတိုနယ်စပါတင်ကရမယ့်78မှတ်နဲ့ဒါအဆင့်5နေရာမှာရပ်တည်နေတယ်အနှစ်သင်းရဲ့ဒါရမှတ်ကွာခြားချက်ကစုစုပေါင်း10မှတ်ပဲရှိသေးတယ်ဆိုတော့ကြတော့ဒါလူတိုင်းကဒါအာဆင်နယ်လေဗာပူးအာမန်စီးတီးလောက်ပဲဒါတိုက်တယ်ရေးစ်အတွက်ပြောနေပြီမဲ့အတင်းချာနီးအရာပြောမယ်ဆိုရင်တော့ဒါတိုနယ်စပါကိုလည်းတိုက်တယ်ရေးစ်တွေကထုတ်ထားလို့မရဘူးအာဘာကြောင့်လဲဆိုရင်နောက်ထပ်တစ်ချက်ကတိုနယ်စပါအနေနဲ့အခုဒါအဆင့်5ရောက်နေပြီမဲ့သူတို့အသင်းက ဟိုအဓိကကစားသမားဒါဆယ်ယောက်လောက်အထိကိုထန်ရနေတာကျွန်တော်အာဆင်နယ်ထန်ရတာမှန်ပြီမဲ့အာဆင်နယ်ထက်ကိုဒါမနိုင်နဲ့ပူတာတဲ့အနေထားမျိုးနဲ့သူတို့ထန်ရဒါ crisis ကိုသူကြုံနေရတာဆိုတော့ကြတော့အကယ်၍များသူတို့ဒါထန်ရကစားသမားတွေပြန်ပြီးတော့တက်တာလာမယ်ပြီးတော့ဒါနီးပြားလည်းခုမှဒီရာစီမှာအစဖြစ်တဲ့ဒါ Thomas Frank ဖြစ်တဲ့အတွက်နီးပြားနဲ့လည်းပူပြီးအသားကျလာမယ်ဆိုရင်ဒီထက်ပူပြီးတော့ Spartan နေနဲ့ပူကောင်းလာနိုင်တဲ့အနေထားမှာရှိတယ် ဒါကြောင့်မို့လို့ဒီထက်သာပိုကောင်းလာမယ်ဆိုရင်ဒါဒီ title race တဲကိုသူ့အနေနဲ့လည်းအနေငယ်တော့ဒါပြောင်းဝင်လာနိုင်တဲ့အနေအထားမှာရှိတဲ့အတွက်ဒါ tournament spa thing ကိုလည်းကျွန်တော်ဒါ short ထားလို့မရဘူးဒါပေါ်ရောလို့မရဘူးအာဒီပြင်ကျွန်တော်ဒါအဟိုးရင်တော့ကျွန်တော်တင်ခဲ့ဘူးတဲ့ premier league ရဲ့ဒါ squad တဲ့အတောင်ဆုံးဒီရာဒီအတွက် squad တဲ့အတောင်ဆုံးအသင်းတွေဆိုပြီးတော့ကျွန်တော်ရဲ့ personally အမြင်ညာတင်ခဲ့တဲ့အချိန်မှာလည်း tournament ရဲ့ဒီ squad တဲ့ကိုကျွန်တော်တော်တော်လေးကို rating မြင့်ပြီးတော့ပေးထားတာအာရှိတယ်။ဘာကြောင့်လဲဆိုရင်အခုလက်ရှိတောင်မှကျွန်တော်၁၀ရောက်လောက် အဓိကသားမှထိုင်ရန်ရနေတာတောင်မှတော်တင်ရဲ့ဒါ first line နဲ့11ကဟိုအရင်ကြီးဟိုနေပါနေတဲ့အနေအထားမျိုးမဟုတ်ဘူးဒါ NBA ပြည်အနေအထားတစ်ခုတော့သူတို့ဖော်ဆောင်နိုင်သေးတယ်ဆိုတော့ကြတော့ Tottenham Spurs ကလည်းအင်ကတောင်တင်းတဲ့အနေအထားမှာရှိတယ်ဒါတစ်ချက်ဟိုနှစ်ဦးဒါထိတ်တက်တူဆုံးမှုကိုကြည့်မယ်ဆိုရင်တော့ဒါ Tottenham အသင်းအနေနဲ့ Arsenal ရဲ့ Emery Green မှာ Premier League နိုင်ပွဲမရတာတော်တော်လေးကိုကြာခဲ့ပြီအဒီကြားထဲမှာကျွန်တော်တို့ဒါ ပရီးမီးယားလိနိုင်ွယ်မဟုတ်ပေမဲ့ဒါ EFL ဖလားမှာတော့ Emirates ကိုမှတပွဲနိုင်ခဲ့သေးပေမဲ့ပရီးမီးယားလိဖလားမှာတော့လုံးဝနိုင်ွယ်မရခဲ့တာစုစုပေါင်း15နှစ်ရှိပြီလွန်ခဲ့တဲ့ဒါ2010နိုဝင်ဘာလတုန်းက Arsenal ကွင်းမှာ2-3နဲ့နိုင်ခဲ့တဲ့ပွဲစဉ်ကနောက်ဆုံးပဲလုံးဝ2010ဆိုတော့တော်တော်လေးကိုကျွန်တော်တို့ဒါကလေးဘွားအရွယ်တွေဆိုတဲ့အတွက်တော်တော်လေးကိုကြားခဲ့ပြီအချင်းတော့ဆိုရင်ဒါမှတ်မှတ်ရရကျွန်တော်ကာရာဘီကိုရှုသွားရပါတော့ဆိုကာရာဘီတို့ဒါလူကာမိုဒရစ်တို့တောင်မှရီယယ်မက်ထရီကိုမပြောင်းသေးဘူးတော်တော်ဆုံးအားရှိသေးတယ်အဲ့လိုပဲကျွန်တော်အာဆင်နယ်အသင်းမှာဆိုရင်လည်း ချာမတ်တို့အာဒါဝီရှာယာဖာဗီဂတ်စ်နာဆူရီအာပြီးဝဲခော့အာဘမ်ပါစီအာဒါအရှာဗင်အလက်ဇန်ဒါဆောင်းစက်ညာအာတကယ်ဟိုဘယ်လိုပြောမလဲကျွန်တော်တို့ငယ်ဘွားကအာပိကရတဲ့ကစားသမားတွေအပြည့်စုံရှိသေးတဲ့အနေထားဂူဇမတောင်မှဒါဖေဗီယန်စကီဒါဆယ်ဆယ်စင်ကြီးတို့ပါလို့ဆိုတာအရန်ကလေးကလေးလေးပဲရှိသေးတယ်အဲ့လိုအနေထားမျိုး ထီကိုဒါကြာနေခဲ့ပြီဒါ Tottenham Spurs အာဆင်နယ်ကိုအနိုင်ကွင်းမရတာကဒါကြောင့်မို့လို့ဒါဒီနေ့ပွဲစဉ်မှာရောအာဘယ်လိုမျိုးဖြစ်လာမလဲကျွန်တော်အမြင်ရတော့ဒါခြုံပြီးပြောရမယ်ဆိုရင်တော့ဒါလက်ရှိအနေထားအာဆင်နယ်ရဲ့ form အာဆင်နယ်ရဲ့အနေထား Spurs ရဲ့ form Spurs ရဲ့အနေထားအရာအာလက်ရှိအနေထားရလဲ Spurs အနေနဲ့အာဆင်နယ်ကွင်းမှာအာနိုင်ပွဲရဖို့အာမဖြစ်နိုင်တဲ့လောက်ရှိတယ်သူတို့တို့အမြင်ဆုံးမျှော်လင့်ချက်ကကျွန်တော်တို့ဒါ တည်ရရလောက်ပဲရှိုံပဲလက်ရှိအနေထားရပါတော့ဒါပွဲအတွင်းမှာဘလို့ခြင်စမ်းမျိုးရင်းနဲ့ထွက်လာမလဲတော့မသိဘူးဒါတပိုင်းပြီးနောက်တစ်ခုကကြတော့ဒါထူးခြားတာတစ်ခုကစပါအသင်းရဲ့ဒါအဝေးကွင်းရလက်ပေါ့နော်ဒီရာစီစပါအသင်းရဲ့ဝေးကွင်းရလက်ကတော်တော်လေးကိုအထင်ကြီးစရာနေထားမှာရှိတယ်ကျွန်တော်တို့အဝေးကွင်း၅ပွဲကစားတဲ့အနေထားမှာ၄ပွဲနိုင်ပြီးတော့တပွဲပဲတည်ကြထားတယ်အဲ့နိုင်တဲ့၄ပွဲထဲမှာလည်းဒါမန်စတာစီးတီးလိုအသင်းမျိုးကိုလည်းသူ ED ထဲမှာနိုင်ထားတာဖြစ်တယ်ဒီပြင်စပါအသင်းကဒီရာစီမှာစုစုပေါင်းနိုင်ပွဲက၅ပွဲပဲရှိသေးတယ်တူတယ်နိုင်ပွဲအဲ့၅ပွဲမှာ၄ပွဲကဝေးကွင်းရနိုင်ထားတာ 所以讲，十八点零零啊。 ဒီရာသီမှာဆိုသူတို့အိမ်ဝင်းနဲ့ဆိုင်အဝေးဝင်းရလက်တွေပိုကောင်းတယ်တွေ့ရတယ်ဆိုတော့တစ်ဖက်မှာအာဆင်နယ်သင်းရဆိုရင်လည်းဒီရာသီမှာအိမ်ဝင်းမှာရှုံးဝဲမရှိသေးဘူးဒါမန်ချက်စတာစီးတီးနဲ့တသင်းပဲတည်ကြပြီးတော့ဂျန်နယ်ပွဲစဉ်တွေအကုန်လုံးနိုင်ထားတာဖြစ်တယ်ဆိုတော့ကျတော့တကယ်ဒါအိမ်ဝင်းရှုံးဝဲမရှိသေးတဲ့အသင်းနဲ့ဒါအဝေးဝင်းရှုံးဝဲမရှိသေးတဲ့အသင်းနှစ်သင်းထိတဲ့တွေ့ဆုံကြမှာဖြစ်တဲ့အတွက်ဒါတော်တော်လေးကိုတော့ပွဲအကျိန်းနယ်ရှိပြီးမြန်ဆန်မှာဖြစ်တယ်ဆိုတော့ဒီအနေထားမှာဘယ်အသင်းရဲ့ဆန်ကျင်ကောင်းကဒါကျိုးပြတ်သွားမလဲဒါမှမဟုတ်တည်ရည်ပဲကြာသွားမလားဆိုတာတွေကိုကျွန်တော်တို့ဒါရင်ဆိုင်ရမှာကြီးရှုအောင်မှာဖြစ်တယ်မဟုတ်လားဒါတော့တစ်ပိုင်း ထောက်ရပွဲအနေထားနဲ့သုံးသပ်ရမယ်ဆိုရင်တော့ကျွန်တော်ပြောခဲ့ဘူးတယ်ဒါ Thomas Frank ရဲ့အနေထားက Thomas Frank ကဟိုတကယ်ကိုဒါ Prometic အစံနဲ့နီးပြလို့ပြောလို့ရတယ်သူအနေနဲ့လုံးတင်လုံးထိုက်တာကိုလုပ်တယ်အာရာတင်နဲ့ရာလက်ကိုပုံဖော်တယ်ဆိုတော့ကြတော့ Arsenal ကွင်းမှာလည်းသူအနေနဲ့တကယ်အရင်လောဘကြီးပြီးတော့ဒါနိုင်မရမယ်ဆိုပြီး Arsenal ကိုဒါဖိတိုက်ဒါဆွတ်တိုက်ပြီးတော့ဒါ high pressing တွေကစားပြီးတော့လုံးလုံးလာမဲ့ပုံစံတော့ကျွန်တော်မမြင်ဘူးဒါအနိုင်တော့ယူခြင်းပေမဲ့အဲအနိုင်ယူမဲ့ဟာကိုသူအနေနဲ့ဒါအနေဆုံးတရေလောက်ထိန်းပြီးတော့ အာဆင်နယ်ကိုသူအနေနဲ့ဘောလုံးပေးကင်ကင်ပဲဒါမှမဟုတ်ရင်လည်းဒါလုံးဝ lazy match တစ်ခုဖြစ်အောင်ပုံသွင်းမယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါ mid block low block နဲ့ခံပြီးတော့ဒါတံမြန်တွေကိုအားကိုးမဲ့ပုံစံမျိုးဒါအာဆင်နယ်ကဘာလို့လဲဆိုရင် highland defense ကဒီရာစီမှာအရင်မြင်းတဲ့အတွက်ဒါအာဆင်နယ် highland defense ကိုသူ့ရဲ့ဒါလှင်မြန်တဲ့ဒီ Xavi Simonos ဘာလို့နဲ့အာဒီ Brandon Johnson တို့နဲ့အာ ကောင်တာအတက်တွေပုံဖော်မယ်ပြီးရင်တော့နောက်တစ်ခုကသူတို့အားတာတဲ့နောက်ထပ်ချက်ဖြစ်တဲ့ဒါအာဆင်နယ်လိုမျိုးဆက်ပီးစ်ကနေအာဆင်နယ်ကိုဒါချိန်ချောက်သွားမယ်အနေအထားမျိုးတွေပဲကျွန်တော်တို့မြင်ရတယ်ဒါအာဆင်နယ်တစ်ပတ်သက်ကြီးကြီးဆိုးပြီးတော့အရင်တော့ပုံစံမျိုးကြီးဒါဒါပိုစတာကူဂလိုပုံစံမျိုးဒါ Highland Fan နဲ့ High Pressing ကစားပြီးတော့ဒါဝန်တိုင်းဝန်တိုင်းကံမဲ့ပုံစံမျိုးတော့မတွေ့ရဘူးအာဆင်နယ်ဘက်ကလည်းအတိုင်းပဲကိုယ်အိမ်ဝင်ဖြစ်သည့်တိုင်အောင်အာတီတာကဒါအသင်းကြီးချိန်နဲ့တွေ့ပြီဆိုရင်ဘယ်တော့မဆိုးအာထင်းထင်းသင်းသင်းကံတာပဲတွေ့ရတယ်အရင်ကြီးဒါကိုကအာတာနေသည့်တိုင်အတာရနေသည့်တိုင် ဟိုတကယ်ကိုဒါဟို high tension မြင်းနဲ့ intensity မြင်းနဲ့ပွဲစဉ်တစ်ပွဲမျိုးကိုအာဒီတာဘယ်တော့မှမပုံဖော်ပုံမဖော်ဘူးဒါကြောင့်မလို့ဒီနှစ်သင်းကဒါတူဦးနဲ့တူဦးဒါအမှားဆောင်ကြည့်ရင်းနဲ့ set piece တွေအပြိုင်တော်တွေ့ရမယ်အနောက်တစ်ခုက counter attack တွေအပြိုင်တော်တွေ့ရမယ်အထူးသဖြင့်ဒါ Arsenal ရဲ့ဒီအဖေညာတောင်မန်နေရဲ့တချို့ဒါဒီကိုတော့ individual ဒါထူဖောက်မှုတွေကိုဒါတွေ့ရနိုင်တဲ့အနေအထားမျိုးလို့ကျွန်တော်နေသုံးသပ်မိတယ်ဆိုကြတော့ဒါ ပွဲစဉ်ရဲ့ရလက်ကိုကတော့ကျွန်တော်အာဆင်နယ်ပရိသတ်တွေအကြောင်းနေနဲ့ခံခံမှန်းရရတော့ဗောနော်ကျွန်တော်အနေနဲ့ကတော့ဒါအရင်ကြီးကိုပြတ်မဲ့ပွဲလို့တော့မထင်ဘူးအလုံးစုံသွားဒါ 1C ဒါ2-1ဒီလောက်ပဲကျွန်တော်နေသွားမယ်လို့ခံမှန်းမိတယ်အနေဆုံးအာဆင်နယ်နေနေကတော့ဒါတေရတော့ AC ရတယ် Emirates တွင်မှာအမြင်ဆုံးအထိကျွန်တော်တို့မှန်းရမယ်ဆိုရင်တော့ဒါတကူနှစ်ခုပြတ်ပြီးတော့ဒါနိုင်မယ်လို့ကျွန်တော်နေသုံးသပ်မိတယ်အဲဒါတော့ဒါကျွန်တော်အတော်တန်စပါတင်းနဲ့အာဆင်နယ်တင်းတို့ရဲ့ဒါမြောက်လည်တဲ့ဒါဘီနဲ့ပတ်သက်ပြီးတော့ အာတုံးသက်ထားဖြစ်ပါတယ်ဆိုတော့ဒီပွဲပြီးရင်လည်းကျွန်တော်တို့ကဒါအာဘိုင်ယန်မြူနစ်နဲ့ပွဲစဉ်တွေအာပြီးရင်ကျွန်တော်ချယ်ဆီနဲ့ပွဲစဉ်တွေလာမှာဖြစ်တဲ့အတွက်ဒီပွဲကိုတော့ဒါအာဒီတာနေနဲ့အပြည့်ဝအောင်ဆိုက်ပြီးတော့ မဖြစ်မနေနိုင်ပွဲပုံကိုလည်းယုံကြည်ထားတယ်အဲဒီကာဗီယမကဟေးဆိုတန်ရတာတွေပါရှိပြီမယ်ကျွန်တော်တို့မှာလည်းလုံလောက်တဲ့ဒါဖြည့်တင်းစရာစကွတ်တက်အပြည့်အဝရှိနေတဲ့အတွက်အရင်ဆိုရင်ဒါတော့မရှိဘူးဒါကြောင့်မလို့ဒီပွဲစဉ်ကိုတော့ဒါ100%အနိုင်နဲ့ဒါ international break ကအပြည့်ဒါဖွင့်လှစ်နိုင်မယ်လို့ဒါယုံကြည်ရင်းနဲ့ဒီပွဲစဉ်ကိုကျွန်တော်သုံးသပ်လိုက်ရပါတယ်ဒါတခြားအမြင်တွေရှိရင်လည်းကိုမတ်မှာဒါဝင်ရဆွေးနွေးပြသလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်